ဩစကာဆုပေးပွဲရဲ့တာဝန်ရှိအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PWC ကအကောင်းဆုံးဇာတ်ကားဆုကျင်ရမှာမှားယွင်းမှုတွေရှိခဲ့တဲ့အတွက်ပြန်လည်တောင်းပန်ခဲ့တယ်လို့သိရပါဗျ1968ခုနှစ်ကနမည်ကျော်ခဲ့တဲ့ Bonnie and Clyde ဇာတ်ကားမှာသေုပ်ဆောင်တွေဖြစ်တဲ့ Warren Beatty နဲ့ Faye Dunaway တို့နှုတ်ဟာအကောင်းဆုံးဇာတ်ကားဆုအတွက် Moonlight ကိုကျင်ညာပေးရမှာဖြစ်ပေမဲ့ La La Land ဇာတ်ကားလို့မှားယွင်းကျင်ညာခဲ့ပါဗျ La La Land ဖွဲ့သားတွေဟာစင်မော်ကိုရောက်ရှိပြီးဆုလက်ခံခဲ့ပြီးတော့ Jesus တင်စကားပြောကြားနေစမှာပဲမှားယွင်းနေတာကိုသတိ ထားမိပြီးမွန်လိုက်ဇက်ကားကအကောင်းဆုံးဇက်ကားဆုရရှိခဲ့တယ်ဆိုတာကိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ Warren Beatty ကသူဟာလလလန်းဇက်ကားနဲ့အကောင်းဆုံးမင်းသမီးဆုရခဲ့တဲ့ Emma Stone ရဲ့အမိပါတဲ့စာအိတ်ကိုမှားယွင်းလက်ခံရရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။ Stone ကတော့သူဆုရခဲ့တယ်ဆိုတဲ့အစသားပါတဲ့စာအိတ်ကိုတစ်ချိန်လုံးကင်ထားခဲ့တယ်လို့ပြောခဲ့ပေမဲ့လည်းအနေပြောက်ကတည်းကတော့ BTS ရှင်ပြချက်ဟာမှန်ကန်တယ်ဆိုတာကိုတွေ့ရပါတယ်။ အော်စကာဆုပေးပွဲတွေမှာဆုတဆုအတွက်စာအိတ်နှစ်ခုထားရှိခြင်းဟာထုံးစံဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့ဆုရခဲ့တဲ့အမစတုန်းစီမားတခုခြားနေရာမှာတခုရှိနေခဲ့မှာဖြစ်ပြီးအခုလိုမှားယွင်းမှုမျိုးဖြစ်ပေါ်ခဲ့တာဖြစ်နိုင်တယ်လို့သိရပါဗျ။မွန်လိုက်ဇက်ကနဲ့လာလာလန်ဇက်ကရဲ့ထုတ်လုပ်သူတွေအပြင်ဝါရန်ဘီတီဖေးဒူနာဝင်းနဲ့အော်စကာဆုပေးပွဲအခမ်းအနားကိုကြည့်ရှုခဲ့သူတွေကိုအကောင်းဆုံးဇက်ကဆုကျင်းညာမှာမှာရွင့်ခဲ့တဲ့အတွက်အနုညွတ်တောင်းပန်ပါတယ်လို့ PWC ရဲ့ကျင်းညာချက်မှာပါရှိပါတယ်။အခုအပြည့်ပြတ် အခုဖြစ်ပျက်ဘလို့ဖြစ်ပွားခဲ့တယ်လဲဆိုတာကိုစစ်ဆေးနေပြီးအခုလိုဖြစ်ခဲ့တဲ့အတွက်လည်းအလွန်ဝမ်းနည်းရပါတယ်လို့ကြေညာချက်မှာပါရှိခဲ့ပါတယ်။